ျွန်တော်အေစီမီလန်အသင်းကိုငှားတဲ့ထွက်ကစားတင်သလားဆိုတော့အဲ့ဒီအချိန်ကကျွန်တော်ကသင်္ကောဆောင်တယောက်ဖြစ်ပြီးရာသီအတွင်းအခြေအနေတွေတိတ်မကောင်းတဲ့အခါခင်ဗျားကရှေ့ဆုံးကနေတောင်းခံရမဲ့သူပဲကျွန်တော်ထွက်ခွာသွားတင်သလားအခုအချိန်ကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့မသွားခဲ့တင်ဘူးလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်အသင်းဘော်ရီကျွန်တော်တကယ်အချင်းတွေပြီးတော့ကျွန်တော်မိသားစုလိုတတ်မှတ်ချင်းခံထားတဲ့လူတွေရဲ့ဘေးမှာရက်တီပြီးခဲ့တဲ့နေလေဒါပေမဲ့ကျွန်တော်ရဲ့ဇာမဘွားမှာပထမဆုံးအချိန်အနေနဲ့ကျွန်တော်တကူကောင်းဆန်ခဲ့ပြီးကိုเจ้าကိုပဲတွေးမိခဲ့ပါတယ် ကျွန်တော်ဘောလုံးကစားခြင်းကလေးဒါကမကောင်းတဲ့အကြောင်းအပြချက်တစ်ခုလို့တော့ကျွန်တော်မမြင်ပါဘူးဒါပဲလေအရန်ကောင်မှထိုင်ပြီးတော့ရတဲ့ပွဲလေးတွေကိုစားနေရတာကိုတော့ကျွန်တော်တိတ်တော့မပြောဘူးဗျကျွန်တော်မှာတတ်သိပြသားစရာတွေရှိနေသေးတယ်လို့ခံစားရတယ်အစင်မီဘောလုံးလောကမှာကျွန်တော်ဆက်ပြီးကစားနိုင်သေးတယ်လို့ကျွန်တော်ခံစားခဲ့ရတယ်အေစီမီလာလိုကလပ်အသင်းကြီးကလာပြီးကလပ်နဲ့အခါမှာတော့ရန်ကောင်မှထိုင်နေမယ်ဆိုတဲ့အသိနဲ့ကျွန်တော်မငင်းပယ်နိုင်ခဲ့ဘူးလို့ထင်ပါတယ် ။နှွေရသည်မှာပြန်လာတဲ့အခါမှာတော့အဲ့ဒီအကြောင်းကိုပြန်သုံးသပ်ဖို့အတွက်အချိန်ရခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်ခါထပ်ပြောရရင်တော့ကျွန်တော်နောက်တမရပါဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကနိုင်ငံရမှာအမြဲတမ်းကစားခြင်းခဲ့တာလေ။နိုင်ငံရမှာဇားရတဲ့အထွေအကြုံကိုအမြဲတမ်းခံစားခြင်းခဲ့တာပါ။ကျွန်တော်အဲ့ဒီအထွေအကြုံကိုရခဲ့ပါလေ။ဒါပေမဲ့၆လပဲလောက်ခဲ့ရတဲ့အတွက်တော့ဝမ်းသာပါလေ။ကျွန်တော်ဒီထက်နည်းနည်းလေးပိုကောင်းအောင်လုံနိုင်ခဲ့တယ်လို့လည်းထင်ပါလေ။ဒါပေမဲ့အသေးနဲ့ပတ်သက်တဲ့လူတိုင်းကလည်းဒီရာသီကတော့မေ့ပြလိုက်ရမယ့်ရာသီတစ်ခုပါပဲလို့လက်ခံကြပါလိမ့်မယ်လို့ထင်ပါလေ။ ။အော်ဆိုအခုတော့တို့တော်တော်လေးကိုကောင်းကောင်းမွန်မွန်ပြန်လည်စတင်နိုင်ခဲ့ပါပြီ။ကျွန်တော်မှကုလသင်ငယ်ချင်းတွေအဲ့ဒီမှာရှိနေတုံးပဲဗျ။တို့ရဲ့ရလဒ်တူကိုအမြဲတမ်းကျွန်တော်စောင့်ကြည့်ဖြစ်ပါလေ။တို့တွေအကောင်းဆုံးဖြစ်ပါစေလို့လည်းကျွန်တော်ဆုတောင်းပါလေ။ကြမ်းကလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာမန်ချက်စတာစီးရီးအသင်းရဲ့အောင်မြင်မှုတွေနဲ့ခွဲခြားလို့မရတဲ့သူတယောက်ပါ။ဆိုတော့အဲဒီကနေထွက်ခွာလာဖို့ဆိုတော့တော်တော်လေးကိုတော့ခက်ခဲမှာပဲတော့။ဒါတကယ်ကိုခက်ခဲပါလေ။ဘာလို့လဲဆိုတော့ကြမ်းကကောင်းမွန်တဲ့အသင်း ကောင်းမွန်တဲ့နှီးပြောင်ဆိုတဲ့ဘောလုံးဆိုင်ရာအရာတွေကိုပဲထားခဲ့ရတာမဟုတ်ဘူးလေကျွန်တော်ကတကယ်ချင်းတွေကိုပါထားရခဲ့ရတာဗျအဲ့ဒီမှာဇာမားတွေကိုပဲဆိုလိုတာမဟုတ်တော့ကျွန်တော်ကမိဘကြောင့်ကဝန်ထမ်းတွေကာယကုလုံပညာရှင်တွေဝိုးစုံထိန်းသိမ်းရေးဇာမားတွေကိုပါထားခဲ့ရတာဗျခင်ဗျားကတို့ကိုအတွင်းကြကြသိနေတာလေသူတို့လည်းခင်ဗျားကိုအတွင်းကြကြသိနေတာပေါ့လေဒါပေါ့တိကြပဲလေဆိုတော့ဒါကဘောလုံးအကြောင်းတတ်တတ်ပဲမဟုတ်တော့ဗျလူတိုင်းနဲ့သက်ဆိုင်သွားပြီ အခုအင်္ဂလန်အသင်းအကြောင်းပေါ့လေပြီးတော့အနာဂတ်မှာအသင်းနဲ့ပြန်ဝင်လာနိုင်မယ့်အခွင့်အရေးအကြောင်းတော့မှတူရှင်တဲ့စကားပြောပြကြသည်လားအော်ဟုတ်ကဲ့ကျွန်တော်သူနဲ့တော့စကားပြောပြခဲ့ပါတယ်သူကကျွန်တော်ကိုဘိုင်ယန်မင်းနေမှာတော့မှခေါ်ယူခြင်းခဲ့တာလေဒါကြောင့်မို့ကျွန်တော်တို့နှစ်ယောက်ကြားမှာကောင်းမွန်တဲ့ဆက်ဆံတခုတော့ရှိတယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့သူရရှိထားတဲ့အောင်မြင်မှုတွေအတွက်သူ့ကိုနေပြတက်ရောက်အနေနဲ့ကျွန်တော်အလုံးကိုလေးစားပါတယ်သူကကျွန်တော်ကိုတကားကဖွင့်ထားတယ်နော်လို့ပြောခဲ့ပါတယ်ဆိုတော့ အဲ့ဒီတကားမပိတ်မရှင်းပေါ့ဗျာကျွန်တော်လိုအပ်နေတဲ့နောက်ထပ်၄ဘက်ကိုပြင်ပြောင်းအစွမ်းကိုစူးစမ်းတော့မှာဖြစ်ပြီးအဲ့တော့မှဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့စောင့်ကြည့်ရမှာပေါ့ဗျာဘာလို့လဲဆိုတော့အချက်လေးကိုကတရားနဲ့ခုနှစ်ပွဲကစားထားတယ်လို့ကျွန်တော်ထင်ပါတယ်အဟုတ်တယ်ဗျခင်ဗျားပြောခဲ့တာကိုကျွန်တော်ဖတ်ဘူးတယ်သူကပွဲပေါင်းတရားကြောင့်ဇာခဲ့တဲ့တူးဒီသောအင်္ဂလန်လူမဲဇာမတရားဖြစ်ပြီးခင်ဗျားကဒုတိယမြောက်ဖြစ်ခြင်းတယ်လို့ဆိုပါတယ် သူ့ကိုတော်ပြဖို့ဆိုတော့ဆက်တဲ့ပွဲပဲလိုသေးတယ်လို့ထင်ပါတယ်အဲလိုအောင်မြင်မှုမျိုးကိုစဉ်းစားနိုင်တာကတော့ခင်ဗျားတို့ဘယ်လောက်ဒီအတိတ်ပဲရှိမလဲဟောဒါတော့အဝေးကြီးလိုပါသေးတယ်ဗျတကယ်အဝေးကြီးပါအခုမှအခု၄ပွဲကတော့ကျွန်တော်ရောက်အောင်သွားခြင်းနဲ့အဲကိုပိုင်ပန်းတဲ့တခုပါပွဲပေါင်းတရာပြည့်တဲ့ဒုတိယမြောက်လူမဲ့ဇာမတရာဖြစ်တယ်လို့ပြောနိုင်မှုအတွက်ပေါ့ဗျာပြီးတော့ရွှေရောင်အောက်ထုတ်လေးအတွက်လည်းပါလာပါဗျာအဲ့ဒါလေးကအောက်ထပ်ကအင်တာနက်မှာထားခဲ့တော့မှတိတ်ကိုကြည့်ကောင်းနေပါဗျာ ဂျန်နဲ့အစုတွေနဲ့အတူအစင်းပေါ်မှာတင်ထားဖြစ်မှာပါဒါပေမဲ့လည်းဒါကကျွန်တော်အတွက်ကိုပိုင်စန္ဒတကူပါပဲကျေးဇူးတင်ပါတယ်ပရိသတ်များလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ